2015အာဆီယံမျှော်မှန်းချက်ရေးဆွဲရာမှာအမျိုးသမီးများနဲ့ကလေးသင်ငယ်များခန္ဓာကိုမြင့်တင်ဖို့တိုက်တွန်းကြောင်းနိုင်ငံတော်သမရဦးသိန်းစိန်ကမေလ17ရက်နေ့နနက်9:00နာရီအချိန်နေပြည်တော်ရှိ MICC မှာပြုလုပ်ခဲ့တဲ့24ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံတော်သမရကလာမည့်တစ်နှစ်ခဲခန့်အတွင်းအာဆီယံအတိုက်အဝန်းပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်လိုအပ်တဲ့အရာအလုံးကိုအချိန်မီဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ဒါအပြင်အာဆီယံရဲ့ပေါင်းစည်းမှုအဆင့်အသက်တွေနဲ့အတူအဖွဲ့အစည်းပိုင်းဆိုင်ရာစွမ်းရည်တွေပုံမိုတိုးတက်ဖို့လိုအပ်တယ်လို့လည်းနိုင်ငံတော်သမ္မတကပြောကြားခဲ့ပါတယ်။မက်စလာ29ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမှာလက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ဗန်ဆာမိုရိုငင်းချမ်းရေးသဘောတူညီချက်ရရှိမှုကိုလည်းချီးကျူးခဲ့ပြီးမင်တာနာအိုဒေတာငင်းချမ်းရေးအတွန်းရှည်မှုအတွက်အာဆီယံနိုင်ငံတွေနဲ့အတူထောက်ခံသွားမယ်လို့လည်းပြောကြားခဲ့ပါတယ်။ကိုရီးယားကျွန်းဆွယ်ကိစ္စအရှေ့လေပိုင်းအရေးနဲ့အရှေ့ဥရောပဒေတာမှာဖြစ်နေတဲ့ကိစ္စရပ်တွေကိုလည်း အာဆီယံအနေနဲ့စောင့်ကြည့်လေ့လာနေတယ်လို့တမရရဲ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။အာဆီယံနိုင်ငံတွေအတွင်းလက်ရှိအောင်မြင်မှုတွေနဲ့ခြေနဲ့အားရမနေပဲငင်းချမ်းတာရပြီးစီးပွားရေးတောင်တင်းခိုင်မာတဲ့ပြည်သူပဟုပြုအတိုက်အဝန်းတရက်ပေါ်ထွန်းလာအောင်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်းတမရဦးသိန်းစိန်ကပြောကြားခဲ့ပါတယ်။ ဒါအပြင်ယာတီဥရုပြောင်းလဲရေးကိုတုံ့ပြန်နိုင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတော်သမ္မတဦးသိန်းစင်ကအချက်၃ချက်ပါအဆိုပြုချက်နဲ့တောင်းဆိုမှုတွေပြုလုပ်ခဲ့ရာယာတီဥရုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အဆိုကြိုးတွေကိုအာဆီယံနိုင်ငံတွေအနေနဲ့နှစ်စဉ်အကြီးအကျယ်ပုံမှန်များပြားစွာခန်းစားနေရပြီးအာဆီယံနိုင်ငံတွေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်ပံ့ပေးမဲ့ AHA ဌာနတွေကိုထူထောင်ထားပေမဲ့ထိရောက်စွာတုံ့ပြန်နိုင်စွမ်းမရှိတာကိုတွေ့ရတယ်လို့ဆိုပါရစေ။ ထားကြောင်းတဘာဝဘေးအန္တရာယ်ကြရောက်ပါကလျင်မြန်စွာတုံ့ပြန်နိုင်မဲ့စွမ်းရည်ကိုအရေးကြီးကိစ္စတရက်အနေနဲ့ထူထောင်မှုအဆိုပြုကြောင်းပြောကြားခဲ့ပါတယ်။အချိန်တို့အတွင်းကဲဆယ်ရေးလုပ်ငန်းများရင်းပစ္စည်းကရိယာတွေကိုစူးစီးအသုံးချနိုင်တဲ့စနစ်ပုံမူကောင်းမွန်တဲ့စိုးတင်အတည်ပြုမှုစနစ်စတာတွေအတွက်ရန်မုံငွေတရက်ထားရှိပြီးနှင်းမြန်စွာတုံ့ပြန်မှုလိုကြောင် ဒုတိယတစ်ချက်အနေနဲ့ယာတီဥရုပြောင်းလဲမှုတဲခံနိုင်တဲ့လေယာထွက်ကုန်တွေကိုအာဆီယံနိုင်ငံတွေကသုတေသနပြုလုပ်ပြီးအတွေ့အကြုံတွေဖလှယ်ဖို့အခုလိုယာတီဥရုပြောင်းလဲမှုတံခံနေရတဲ့ကာလအတွင်းအသက်ရှင်ရပ်တည်နိုင်ဖို့လေယာစိုက်ပျိုးရေးကဏ္ဍမှာတော်လှန်ရေးတရက်ကိုဆောင်ကျဉ်းနိုင်မဲ့သုတေသနလုပ်ငန်းတွေကိုပြုလုပ်ရမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ တတိယအချက်အနေနဲ့ကတော့ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလျော့နေစေဖို့အတွက်အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့လိုအပ်ကြောင်းဆောင်ရွက်တဲ့အခါမှာလည်းဖန်လုံအိမ်အာဏိတင်ကိုဖြစ်ပေါ်စေတဲ့ဌာန်ငွေတွေကိုလျှော့ချဖို့ပင်လယ်ကမ်းခြေဒေသတွေမှာဒီရီတော်တွေစိုက်ပျိုးဖို့လိုအပ်ကြောင်းဒီရတော်တွေစိုက်ပျိုးတဲ့အတွက်ကမ်းခြေနယ်နီးတဲ့မြေနေပိုင်းဒေသတွေမှာမုန်တိုင်းဆောက်ရမှုဒဏ်ကိုလျော့နေစေနိုင်ကြောင်းနိုင်ငံတော်သမ္မတဦးသိန်းစိန်ကပြောကြားခဲ့ပါတယ်။